တဲ့ကိုဝဲချီရခဲ့တဲ့ပြိတ္တရင်ကြောင့်မတော်ဘူးလားကြောက်သွားတယ်ဝဲချီရပဲခဲ့တဲ့ပြိတ္တရင်စင်ချီရင်းနဲ့ကြောက်ရင်ကြောက်မတော်ဘူးလားကြောက်သွားတယ်ရသော်ပြန်ဟောကြားတော်မူခဲ့တယ်ပြိတ္တသာဖြင့်ဘယ်တော့ပါလဲသုံးဘုံနိကေအဖြင့်ငါးရဓမ္မခန္ဓာဘောအဖြင့်ရှင်းတော်လေးတာဤ ဓမ္မကနာ၈၄တောင်ဓမ္မကနာအရိယပြည့်၈၄တောင်၈၄တောင်ကိုပြိရက်ကတည်းနဲ့ပုံလိုက်တဲ့အခါကျတော့ဘယ်နှပုံထွက်လဲ။ဘုံပုံထွက်တယ်။ဒီပြိရက်သုံးပုံကိုနိကေယအတိနဲ့ဖွဲလိုက်တဲ့အခါကျတော့ဘယ်နှပုံထွက်လာ။ငါးပုံနိကေငါးရာဆိုပြီးတော့ဖြစ်လာဟုတ်လား။အဲ့ဒီနိကေ9ရက်တည်းကပိဋကသုံးပုံကိုအနှစ်ချုပ်လိုက်တော့ပရိသတ်ရေအနှစ်ချုပ်လိုက်တော့သီလရေ သမာဓိရဲ့ပညာရဲ့အမိထုတ်လိုက်တော့မိင္ကလုံးကိုဒီငယ်ငါရဲ့ဓမ္မကဏ္ဍတွေကိုမိထုတ်လိုက်တော့ဘာထွက်လာတော့သီလရဲ့သမာဓိရဲ့ပညာရဲ့သီလသမာဓိပညာ၃မျိုးကိုပြပေးတဲ့ဂါထာလို့ဆိုတာအနန္တကျေဇေမသိဆရာတော်ဘုရားကြီးဟောတော်မူတဲ့ဘုရားဟောတော်မူတဲ့တရားကိုမင်းနန္ဒကျေဇေမသိဆရာတော်ဘုရားကြီးကဆောင်းပုံလေးနဲ့ဆိုထားတယ် sa tu dia ang du mya sa sa pe li ang du mya sa sa pe li bu du de ya pi mo so de bu du de ya pi mo so de mi mi se da su su ju de mi mi se da su su ju de di do ba pha ya pho ke vi di do ba ရောက်လာတဲ့ပြိတ္တံသုံးပုံဆိုတာပြိတ္တရေနံပါတ်1အကုသိုလ်ဝင်ပြည့်မဲ့ဆိုတာဝိမိပေကကိုပူလာပြူတာ Aku berdunia surat Ini dengan kumpulan juga Mula kudul sempurna Aku tu yang aku mempunyai Aku tu mempunyai Kudul ku yang aku mempunyai surat Tau dan tak pilihkan kumpulan juga Aku tu yang syang syang beli Kudul dia yang kemah sungsi Kudul dia yang aku mempunyai surat Pilihkan kumpulan juga tu သုံးကြံတာပြီးတဲ့အတွက်မိမိစိတ်ကိုဖြူအောင်ထားလို့ဆိုတာပဲပြီးတဲ့ကကပြောတာတော့ပြီးတဲ့မှာပြီးတဲ့ကအဲ့ဒီ၃ပါးအဲ့ဒီဂါထာအလိုရတယ်